Mufti Zafar Ahmed Official Channel أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وإذ قال ربك للملائكة إني جاعل في الأرض خليفة قالوا أتجعل فيها من يفسد فيها ويسفك الدماء ونحن نسبح بحمدك ونقدس لك قال إني أعلم ما لا تعلمون وعلم آدم الأسماء كلها ثم عرضهم على الملائكة فقال أنبئوني بأسماء هؤلاء إن كنتم صادقين قالوا سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم <applause> أبو جنا آيات نمبر سورة بقرة آيات نمبر نسق ووتي أو آه شنبيا بيدوا بيبي အခုဒီမှာနောက်ထပ်ရူကူတခုထပ်ပြီးတော့မှလာနေတယ်ဒီမှာအလောရှိမြတ်ကဘာတွေကိုမိတ်နေတယ်လဲဆိုရင်လူသားအစပေါ့လူသားကိုမဖန်ဆင်းခင်မှာဘာတွေဖြစ်ခဲ့တယ်လဲပြီးတော့လူသားကိုစပြီးဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်တယ်လဲဖန်ဆင်းနေတဲ့အချိန်မှာဘာတွေလုပ်တယ်လဲဆိုတဲ့ဒီအရာတွေကိုဒီကဏ္ဍမှာရှင်းပြတယ်ဟောဒါကကျွန်တော်တို့အဲလူသားအစဆိုတာဘာသာတိုင်းဘာသာတိုင်းမှာလူသားအစနဲ့ပတ်သက်ပြီးတော့မှအမျိုးမျိုး အကွဲလွဲတွေဖြစ်တယ်အခြေအကျင်တွေဖြစ်တယ်တရားနဲ့တရားဟိုဘာသာတစ်ခုနဲ့တစ်ခုမတူကြဘူးပေါ့နော်အဲ့ဒါကိုကုရ်အန်ကျမ်းတော်မြတ်တွေမှာအလ္လာဟ်ရှိမက်ကအတိအလင်းကိုမိတ်နေတယ်လူသားကိုမဖန်ဆင်းခင်မှာဘလို့အစီအစဉ်တွေဖြစ်ခဲ့တယ်လေလူသားကိုစဖန်ဆင်းတဲ့ချိန်မှာဘာတွေဖြစ်တယ်လဲဖန်ဆင်းပြီးတော့ဘာတွေဖြစ်တယ်လဲဆိုတဲ့ဟာတွေကိုအလ္လာဟ်ရှိမက်ကိုတော်တိုင်းပဲရှင်းပြပေးနေတယ်အဲ့ဒီတော့ကြောင့်မလို့မွတ်စလင်တွေရဲ့ထံမှာလူသားအစဘလို့ဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာကလုံးဝရှင်းရှင်းလင်းလင်းပဲဖြစ်တယ်ကျွန်တော်တို့အဲဟို အနောက်တိုင်း theory တွေမှာဒါဝင်ရဲ့ theory ရှိတယ်ဒါဝင်ရဲ့ theory မှာကတော့သူကဘာပြောလဲဆိုရင်လူသားအစမြောက်ကဆိုပြီးပြောတယ်အဲ့တော့ပထမမြောက်ဖြည်း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 နဲ့တိုးတက်ပြောင်းလဲရင်းကနေပြီးတော့လူသားဖြစ်လာပါတယ်ဆိုပြီးတော့ဒီလိုမျိုးတွေပြောတယ်ဒါတွေဟာအစ္စလာမ်သာသနာပဲရှူတောင်းကနေကြည့်မယ်ဆိုရင်လုံးဝအခြေအမြင်မရှိတဲ့အရာတွေပဲဖြစ်တယ်အော်ကပ္ပသမိုင်းတွေမှာဆိုလို့ရှိရင်လည်းပဲလူသားတွေရဲ့အစမှာကြောက်ခဲတို့တန်ခဲတို့ကြီးခဲတို့ဆိုပြီးတော့ ါမျိုးတွေရေးထားတယ်အဲ့လိုရေးထားတဲ့တည်းမှာလည်းတချို့တချို့ကိစ္စတွေကအရှိန်အောင်မညီတဲ့ဟာတွေမလျော်ကန်တဲ့ဟာတွေအဲ့ဒါတွေလည်းတွေ့နေရတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ဒီမှာဒီအစ္စလာမ်သာသနာမှာလူသားအစဘယ်လိုပုံစံတွေဖြစ်ဖန်ဆင်းခဲ့တယ်လဲဆိုတဲ့ဟာတွေကိုအဲ့ဒါတွေကိုချိန်ထိုးကြည့်မယ်ဆိုရင်အများကြီးသိရပါလိမ့်မယ်အော်တော့အလောရှင်မြတ်ကမိတ်တယ်ဝအစ်ကောလာရဘူကလလ်မလာအီကာအလောရှင်မြတ်ကလူသားကိုမဖန်ဆင်းခင်အရင်မှာဖရစ်စတာတွေပေါ့မလာအီကာလို့ပြောတယ်ဖရစ်စတာတွေ ဖရစ်စတာလို့ပြောရင်နောက်တစ်မျိုးဗမာလို့ပြောရင်ကောင်းငင်တမန်တော်တွေလို့လည်းပြောရရတယ်နောက်တစ်မျိုးပြောရင်အလောင်ရှင်မြတ်ရဲ့အဘေးမှာအခစားအလောင်ရှင်မြတ်ရဲ့အပားတော်မြေအဖန်စင်းကံတွေပေါ့အဲ့လိုလည်းမျိုးပြောလို့ရတယ်အဲ့တော့ဒီမှာမလာအေကာလို့ပြောတော့ကျွန်တော်တို့မျက်စိနဲ့မြင်နေရတဲ့ရုပ်ရုပ်မြင်နေရတဲ့သရဝါတွေရှိတယ်လူသားတွေရှိတယ်ဒါတွေကပုံစံတစ်မျိုးသွားတယ် ပြီးရင်ရုပ်မမြင်ရသောတရဝါဆိုတာကလည်းအလောရှင်မြတ်ဖန်ဆင်းထားတဲ့အရာတွေထဲမှာရှိတယ်ရုပ်မမြင်ရသောတရဝါကပုံစံ၃မျိုးရှိတယ်တခုကပါလဲဆိုတော့အယုတ်အလတ်အမြတ်ဆိုပြီးတော့အဲ့လိုမျိုးခွဲလိုက်မယ်ဆိုရင်အဲ့ဒီအယုတ်အလတ်အမြတ်၃မျိုးထဲမှာရုပ်ရုပ်မမြင်ရဘူးသူတို့ရဲ့ရုပ်တွေကိုတခြားသူတွေတာမန်မျက်စိတွေနဲ့မမြင်ရနိုင်ဘူးအဲ့လိုမမြင်ရနိုင်တဲ့ရုပ်မဲ့ပေါ့ရုပ်မဲ့ဖန်ဆင်းကံတွေက၃မျိုးအလောရှင်မြတ်ထပ်ပြီးဖန်ဆင်းထားတာရှိသေးတယ်တခုကပါလဲဆိုရင် အလွန်အင်ပဒမမြင့်မြတ်လာတယ်ဆိုတဲ့အဖန်ဆင်းကံမြင့်မြတ်တယ်အမြတ်တွေပေါ့မြင့်မြတ်တယ်ဆိုတဲ့အဒီဖရအဲ့ဒါတွေကကြတော့အလောရှင်မြတ်ဖန်ဆင်းထားတဲ့ကောင်းငယ်တမန်အခုဒီမှာမိတ်နေတဲ့မာလာဧကမာလာဧကဆိုတာအများကြီးဖြစ်တယ်မလကွန်ကတခုကင်းဖြစ်တယ်အဲ့တခုကင်းမလကွန်ဆိုတာဘာကိုခေါ်တယ်ဆိုရင်ခုနပြောတယ်အလောရှင်မြတ်ဖန်ဆင်းထားတော့မြင့်မြတ်လာတော့ဒါအဖန်ဆင်းကံတမျိုးသူတို့ဒီအလောရှင်မြတ်ကသူတို့ရဲ့ သူတို့ဖန်ဆင်းပြီးကြတဲ့သူတို့ထဲမှာ program ကိုတခါတည်း install လုပ်ပေးလိုက်တယ်။အဲ့ဒီ install လုပ်ပေးလိုက်တဲ့ program ကဘယ်လိုလဲဆိုရင်သူတို့ဒီအလအမိတ်နာဂံယုံကလွဲလို့ကြံတာဘာမှမသိဘူး။သူတို့မှာအလအမိတ်ကိုဖီဆန်နိုင်စွမ်းလည်းမရှိဘူး။အဲ့တော့သူတို့အလောရှင်မြတ်ဘယ်လိုဖန်ဆင်းလိုက်တယ်ဖန်ဆင်းလိုက်တဲ့အတိုင်းပဲသူတို့ခိုင်းလိုက်တဲ့တာဝန်ပေးရင်သူတို့အဲ့ဒီအလုပ်တွေလုပ်မယ်ကြံတာသူတို့ဘာမှနားမလဲဒါကိုကျွန်တော်တို့ဒီဘက်ခေတ်စကားနဲ့လွယ်လွယ်ရှင်းပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိအခု တုံးနေတဲ့ပေါမုတ်ကင်ဆက်ရှိတယ်အဝတ်လျှော်ဆက်ရှိတယ်ရေခဲတက်တာရှိတယ်အဲယားကွန်းရှိတယ်အဲ့တော့ဒီလိုဟာတွေပေါ့ဥပမာအဖြစ်ပေါမုတ်ကင်ဆက်ကိုအလောင်ရှင်မြတ်ကနေပြီးတော့မှပေါမုတ်ကင်ထားဆက်ယုံကနေပေါမုတ်ကင်ဖို့ဆိုပြီးတော့မှထုတ်လုပ်လိုက်တယ်ထုတ်လုပ်လိုက်တယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာပေါမုတ်ထည့်ပြီးကင်လို့ပဲရမယ်သူ့အဲယားကွန်းရဲ့အလုပ်လဲတုံးလို့မရဘူးအဝတ်လျှော်ဆက်ရဲ့အလုပ်လဲခိုင်းလို့မရဘူးရေခဲတက်တာရဲ့အလုပ်လဲခိုင်းလို့မရဘူးအဲ့တော့ဒါကကျွန်တော်တို့ ဒီပါမုတ်กินတဲ့ဆက်ကိုဆက်ယုံကတီထွင်လိုက်တာကိုကပါမုတ်กินဖို့တခုတည်းအတွက်ဆိုရင် तू ကပါမုတ်ပဲกินလို့ရမယ်ကျန်တာဘာမှလုပ်လို့မရအောင်အဲ့တော့ဖရစ်တာလည်းဒီပုံစံအတိုင်းပဲအလောရှင်မြတ်ကသူတို့ကိုဘာလုပ်လို့ဖို့ဆိုပြီးဖန်ဆင်းထားတယ်ဆိုရင်အဲ့ဒီအလုပ်ပဲသူတို့လုပ်မယ်အဲ့ဒီအလုပ်ကလွယ်ရင်ကျန်တဲ့ဟာသူတို့မသိဘူးအဲ့တော့ဒီဘက်ကစ်တွေမှာဆက်ရုပ်တွေပုံစံမျိုးပေါ့ဆက်ရုပ်တွေဆိုလို့ရှိရင်လည်းဥပမာပြဘီလက်မြေဖြော်တဲ့ဆက်တွေဆိုလို့ရှိရင်ဘီလက်မြေဖြော်တဲ့အလုပ်ပဲသူလုပ်မယ်ကျန်တဲ့ဟာသူဘာမှမလုပ်နိုင်ဘူးသူမှာ ဒီလက်မြေဖြော်တဲ့အလုပ်ကလွဲပြီးတခြားကောင်းမောက်ကောင်းမအလုပ်လုပ်နိုင်ဇွမ်းလဲမရှိအဲ့တော့ဒီလိုပုံစံမျိုးပဲအဲ့တော့ရှင်မက်ကဒီဖရစ်စတာတွေကိုဖန်ဆင်းလိုက်တာကတခြားရည်ဝဲချက်အမျိုးစုံနဲ့ဖန်ဆင်းထားတာတွေရှိတယ်အဲ့တော့အဓိကအရင်ဆုံးပြောချင်တာကရုပ်မမြင်ရတော့ရုပ်မဲ့ရုပ်မဲ့တရဝါနောက်တဲ့၃မျိုးရှိသေးတယ်အဲ့ဒီ၃မျိုးဖန်ဆင်းကံ၃မျိုးကနံပါတ်၁အလွန်မြင့်မြတ်လာတယ်တို့တို့ဒီဖရစ်စတာတွေလို့ခေါ်တယ်အော်ဥရဒူလိုဖရစ်စတာဖာစီလိုဖရစ်စတာလို့ခေါ်တယ် ြင်အာရဘီလိုမလာအီကာလို့ခေါ်တယ်မြန်မာလိုပြောရင်ကောင်းကင်တမန်အလ္လာဟ်ရှင်မြတ်ရဲ့အပါတော်မြေအဲ့လိုမျိုးအဖန်စင်းကံတွေကိုဆိုလိုတာဖြစ်တယ်အဲ့တော့တို့ဒီအပြစ်ကျူးလွန်ခြင်းဆိုတာဘယ်တော့မှမရှိဘူးဒုတိယအုပ်စုတစုရှိတယ်ဒုတိယအုပ်စုတစုကဘာလဲဆိုလို့ရှိရင်အယုတ်အယုတ်ဆိုတဲ့လူတဘောကဘာလဲဆိုရင်တို့ဒီအကောင်းတဲ့အလုံးမလုံးတို့ဒီလည်းပဲယုတ်မရှိဘူးတို့ရဲ့ကိုယ်ပိုင်ယုတ်ဆိုတာအဲ့လိုမျိုးမရှိဘူးအဲ့တော့မရှိဘူးတို့ကအသွင်အမျိုးမျိုးပြောင်းလို့ရတယ် ပရမအဖန်ဆင်းကံတစ်မျိုးကလည်းဖရစ်စတာဒီမှာလည်းအသွင်အမျိုးမျိုးပြောင်းလို့ရတယ်သူတို့ဘယ်သူပုံစံပဲလူရဲ့ပုံစံပဲဖြစ်ဖြစ်လူထဲမှာမှဘဲရုပ်ရဲ့ပုံစံမျိုးပဲဘဲဘဲလူရဲ့ပုံစံပဲဖြစ်ဖြစ်သူတို့မှာအသွင်ပြောင်းလို့ရတယ်တခြားဒရဝါတွေရဲ့အသွင်တွေလည်းသူတို့အမျိုးမျိုးပြောင်းကျင်တယ်လို့ပြောင်းလို့ရတယ်ဒါအလောရှင်မြတ်ကသူတို့ကိုအဲ့လိုမျိုးခြေလှယ်နိုင်စွမ်းပြောင်းနိုင်စွမ်းအလားချီးမြှင့်တာတယ်ဒုတိယတစ်မျိုးက ရုပ်သောတရဝါတွေဆိုတာကဆိုင်တန်ကိုဆိုလိုတာဖြစ်တယ်။ဆိုင်တန်ဆိုတာကလည်းအာလောရှင်မြတ်ဖန်ဆင်းထားတဲ့မီးနဲ့ဖန်ဆင်းထားတဲ့ဒါအဖန်ဆင်းကံအုပ်စုတစ်မျိုးပဲ။သူတို့ဒီဘာလို့တလဲဆိုလို့ရှိရင်အများရန်အဖြက်လုပ်ငန်းတွေပဲလိုက်လုပ်တယ်။အများရန်နေရာတကာမှာမကောင်းတဲ့အလုပ်တွေပဲပတ်ဝန်းကျင်တွေမှာပြိုးထောင်ပေးတယ်။ဒါကလည်းပဲရုပ်မမြင်ရဘူး။သူတို့ရဲ့ရုပ်တွေကိုကျွန်တော်တို့တာမန်လူတွေမမြင်ရနိုင်ဘူး။အဲ့တော့အဲ့လိုမမြင်ရနိုင်တဲ့နောက်ထပ်အဖန်ဆင်းကံတစ်မျိုးကိုဆိုင်တန်လို့ခေါ်တယ်။ ပြီးရင်တတိယတစ်မျိုးရှိနေတယ်။အဲ့တတိယတစ်မျိုးကကြတော့အထဲမှာအုပ်စုနှစ်စုရှိကြတယ်။အဲ့ဒီအုပ်စုကသူကအယုတ်အယုတ်နဲ့အမျက်နဲ့နှစ်ခုရဲ့ကြားထဲမှာအလက်ဆိုတဲ့ပုံစံမျိုးပေါ့။အလေအလက်ပေါ့။အလေအလက်ဆိုတဲ့ထဲမှာသူတို့ကပါလဲဆိုရင်အဲ့ဒီထဲမှာအုပ်စုနှစ်စုရှိတယ်။တချို့ကကောင်းကြတယ်၊တခုကဆိုးကြတယ်။အဲ့တော့ကောင်းတဲ့သူတွေကကောင်းတဲ့အလုပ်တွေလုပ်ကြတယ်၊ဆိုးတဲ့သူတွေကမကောင်းတဲ့အလုပ်တွေလုပ်ကြတယ်။အဲ့တော့အဲ့ဒီလိုဖြစ်တဲ့အကြောင်းဒါဒါရကိုဂျင်လို့ခေါ်တယ်။ဂျင် ဂျင်ဆိုတာကနောက်ထပ်အဖန်ဆင်းကံတစ်မျိုးအလောရှင်မြတ်ဖန်ဆင်းထားတဲ့နောက်ထပ်အုပ်စုတစ်မျိုးအဲ့ဒီထဲမှာအလတ်ကိုယုံကြည်ကြတဲ့သူတွေရှိတယ်အလတ်ကိုမယုံကြည်ကြတဲ့သူတွေရှိတယ်လူသားတွေလိုမျိုးပဲအဲ့တော့အလတ်ကိုယုံကြည်ကြတဲ့ဒီဂျင်ဂျင်တွေကိုကြတော့ဒါကောင်းတဲ့ဂျင်တွေမွတ်စလင်ဂျင်တွေလို့ခေါ်တယ်အဲ့အလတ်ကိုမယုံကြည်ကြတဲ့သူတွေအလတ်မိတ်ဖီဆန်မှုတွေအများအားလုပ်နေကြတဲ့သူတွေအဲ့ဒါတွေကိုကြတော့မကောင်းတဲ့ဂျင်တွေလို့ခေါ်တယ်သူတို့ကရှိုင်တန်တွေပဲပူပေါင်းပြီးတော့မှအများအားလုပ်လို့အလုပ်လုပ်နေလေရှိကြတယ်အဲ့တော့ဒါကလည်းပဲအဲ အခုနပြောတဲ့ရုပ်မမြင်ရတော့အလဖန်ဆင်းထားတဲ့အဖန်ဆင်းကံအုပ်စု၃စုထပ်ပြီးတော့ရှိတယ်ဆိုတာကိုဒီမှာကြားပြလေးရှင်းပြပေးလိုက်တာဖြစ်တယ်အော်ဝိုင်ခေါ်လာရောဘုကလီလ်မလာအီကာအတင်းကိုဖန်ဆင်းတဲ့အရှင်ဟာတဲ့ဖရစ်စတာတွေကိုအလောင်းရှင်မြတ်ကနေမိန်တော်မူလိုက်တယ်။ဘာမိန်တယ်လဲ။အင်နီဂျာအီရုံဖီလ်အာရ်ဒီခလီဖာငါဒီ မြေပထဝီမှာအငါရဲ့အရက်အရာဆက်ခံသူကိုငါအရှင်မြတ်ကဖန်ဆင်းတော်မူတော့မယ်ဆိုပြီးတော့ဒီလိုမျိုးတခြားဖာရစ္စတာတွေကိုအလောရှင်မြတ်ကနေအတိပေးလိုက်တယ်။ဟောဖီလ်အာဒီကဘာမြေမှာခလီဖာတန်ခလီဖာပေါ့ဆိုလို့ရဆိုလို့ရှင်အလောရှင်မြတ်ရဲ့အရက်အရာကိုဆက်ခံသူအရာရာကိုစီမံခန့်ခွဲနိုင်စွမ်းရှိသူအော် လူသားကိုအလောရှင်မြတ်ကဖန်ဆင်းတော့မယ်ဆိုပြီးဖရစ်စတာတွေကိုကနဦးအနေနဲ့ပြောပြတယ်အတိပေးတယ်အတိပေးတော့ဘလို့အတိပေးလဲဆိုရင်ငါရဲ့အယက်အရာဆက်ခံသူဆိုပြီးတော့မှအဲ့ဒီလိုပုံစံမျိုးရှင်းပြတယ်အဲ့တော့ဒါဟာလူသားရဲ့လူသားကိုအလောရှင်မြတ်ကဘယ်တော့တန်ဖိုးထားတယ်လဲလူသားကိုဘယ်တော့အဆင့်မြင့်မြင့်ဖန်ဆင်းထားတယ်လဲဆိုလို့ရှိရင်ဒါအယက်အရာဆက်ခံသူအနေနဲ့ကိုလောကမှာဒါကိုထားထားပေးတယ်အဲ့တော့ကျွန်တော်တို့ဘာသာတိုင်းဘာသာတိုင်းကသူတွေကသိကြတယ်လောကမှာဒါရဝါတွေအစုံရှိတယ် ရှိရှိတမြတ်တရဝါတွေအားလုံးထဲမှာမှအထွတ်မြတ်ဆုံးသောတရဝါကလူသားပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီလူသားကိုအလောရှင်မြတ်ချီးမြှင့်ထားတဲ့ဟာကဆင်ခြင်တုံတရားလို့ခေါ်တဲ့ဉာဏ်ပညာဆင်ခြင်တုံတရားဒီဆင်ခြင်တုံတရားကတခြားတရဝါတွေမှာမရှိဘူး။တခြားတရဝါတွေမှာတို့တို့ဒီတို့အသက်ကိုသေစေနိုင်တဲ့အရာတွေလောက်ကိုတို့ရှောင်ကျဉ်နိုင်စွမ်းရှိတယ်။တို့စားရမယ့်အရာတွေကိုဘယ်လိုပုံစံမျိုးယူပြီးစားရမလဲဆိုတဲ့ဒီလောက်အတိုင်းအတာပဲရှိတယ်။တို့မှာတိုးတက်အောင် တို့အရင်အမြဲတမ်းနေခဲ့တဲ့ဘဝကနေပိုတိုးတက်တဲ့ဘဝကိုပြောင်းလဲအောင်ဆိုပြီးတော့တို့မှာစင်ញင်ုံတရားတိုးတက်အောင်လုပ်နိုင်စွမ်းမရှိဘူးအဲ့ဒီအစွမ်းကဘသူစီမှာပဲအလာထည့်ပေးထားလဲဆိုရင်လူသားမှာပဲထည့်ပေးတာအဲ့တော့လူသားတွေဟာအဲရှိရှိသမျှတော့အဲ့ပေါဝန်းကျင်မှာရှိနေတဲ့စက်ကြဝလာကရှိတဲ့ပစ္စည်းတွေကိုသူကအတုံးချပြီးတော့မှတခြားသောစီမံကိန်းတွေအများကြီးအကောင့်ထည့်ပေါ်နိုင်စွမ်းလူသားမှာရှိတယ်အဲ့ဒါကိုခေါ်တယ်လူသားအလိုက် အရက်အရာဆက်ခံဆိုတဲ့သဘောမျိုးပေါ့အလောင်းရှင်မြတ်ရဲ့ စွမ်းဆောင်နိုင်တဲ့တော့ပါဝါတွေအကုန်လုံးတော့လူသားကိုမချီးမြှင့်တာဘူးတချို့တက်ဝက်ပဲအလောရှင်မြတ်ကချီးမြှင့်ထားတယ်နည်းနည်းလေးပဲယာဂိုင်တို့နည်းနည်းလေးပဲချီးမြှင့်ထားတယ်ဒါပေမဲ့အဲ့ဒီချီးမြှင့်ထားတဲ့ယာဂိုင်တို့နည်းနည်းလေးဟာတခြားသောတရဝါတွေတခြားသောအဥ္စာပစ္စည်းတွေအားလုံးအပေါ်မှာသူတို့မှာစိုးမိုးနိုင်စွမ်းခြေလှယ်နိုင်စွမ်းစီမံနိုင်စွမ်းအသုံးချနိုင်စွမ်းဒါတွေကိုအလာချီးမြှင့်ထားတယ်အဲ့တော့ခလီဖာဆိုပြီးတော့လူသားကိုအလောရှင်မြတ်ကအရက်အီယာဆက်ခံသူ ဆိုပြီးတော့မှမိတ်နေတာကိုကလည်းအဲ့ဒီလိုအစွမ်းစားတွေချီးမြှင့်ထားတဲ့အတွက်ကြောင့်မလို့ဒါအရက်အရာစက္ကန့်တူဆိုလိုတာဖြစ်တယ်။အော်လူအဲ့တော့ဖရစ်စာတွေကနေပြန်ပြီးတော့မှဖြေတယ်။အတ္တဂျာအလူဖီဟာမန်ယုဖ်စီဒူဖီဟာဝယစ်ဖီကုဒ်ဒီမာ။အိုးအရှင်မြတ်တဲ့အရှင်မြတ်ကတဲ့ဒုနီယာမှာစัจ java လာကြီးမှမြေပြေပရိဝီမှာတဲ့အဖြက်လုပ်ငန်းလုပ်မဲ့သူတွေသွေးချောင်းစည်းစေမဲ့ဒီလိုသူတွေအဲ့ဒီလိုလူတွေကိုအလောင်းရှင်မြတ်ဖန်ဆင်းမှာလားတဲ့ဆိုပြီးတော့မှ ီလိုပုံစံမျိုးဖရစ်စတာတွေကနေအလကိုပြန်ပြီးတော့မှမေးတယ်ရှောက်ထားတယ်ပေါ့အဲ့တော့ဖရစ်စတာတွေဒီဒီလူသားတွေရဲ့ဖွဲ့စည်းထားတဲ့လူသားကိုအလောရှင်မြတ်ကဘာနဲ့ဖွဲ့စည်းပြီးဘလို့ဖန်ဆင်းမဲဆိုတဲ့ပုံစံတွေကိုဖရစ်စတာတွေအရှိမချပြထားတယ်ဆိုတာဖြစ်နေမယ်အဲ့တော့ချပြထားတော့ဒီပေါင်းဆက်ထားတဲ့အရာတွေကိုကြည့်လိုက်လို့ရှိရင်ဒါဟာဘယ်ဘက်ကိုသွားမယ်ဆိုတဲ့ဟာကိုဖရစ်စတာတွေကကြုံမြင်နေတဲ့အနေထားတွေ့တယ်အဲ့တော့တွေ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါတွေကိုကြုံမြင်နိုင်ဇွမ်းလဲအလောရှင်မြတ်ကနေထည့်ပေးလိုက်တယ် အဲ့တော့ဒီလူသားကိုအလာဖန်ဆင်းလိုက်လူသားတွေကလောကမှာလာပြီးရင်ဘာလုပ်မလဲအဖြစ်လုပ်ငန်းလုပ်မယ်ဒွေချောင်းစီစီမယ်ကျွန်တော်တို့ဒီနေ့ကဘာတစ်ခုလုံးမှာခေတိုင်း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 မှာသွားပြီးတော့ကြည့်ကြည့်လိုက်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာအဲ့အဖြစ်လုပ်ငန်းလုပ်တဲ့ဒွေချောင်းစီစီတယ်ဆိုတဲ့ဟာတွေကဒါကလူသားတွေအများစုလုပ်နေကြတဲ့အရာတွေပဲအဲ့တော့တော်တော်များများလူတွေကကြတော့လည်းပဲမလုပ်ကြဘူးဒါပေမဲ့လုပ်တဲ့သူတွေကလည်းလုပ်နေကြတာအဲ့ဒါမဲ့လူတွေထဲမှာဇာတိတမကောင်းခြင်းဆိုတဲ့ဟာတွေကလည်းရှိနေတယ် အဲ့တော့ကိုအားသာတယ်ဆိုရင်အမြဲတမ်းသူများကိုအနိုင်ကျင့်တယ်ဘိုကြတယ်။ဟောအနိုင်ကျင့်ခြင်းဘိုကြခြင်းဆိုတော့ဒီဒီဗီဇကလည်းလူသားထဲမှာရှိနေပြီးသားပဲ။အဲ့တော့ဖြစ်နေပြီးသားပဲဆိုတော့ဒါတွေကိုပေါင်းဆက်ဖွဲ့စည်းမဲ့အရာတွေကိုကြည့်လိုက်တော့ဖရစ်တာတွေကတန်းပြီးတော့မှသဘောပေါက်နေတယ်။ဒါတွေကအာသူတို့ဒီပေါင်းဆက်ပြီးဖွဲ့စည်းထားတဲ့ဟာကဖြစ်လာမယ်ဆိုလို့ရှိရင်သူတို့ဘာတွေလုပ်မလဲဆိုတဲ့ဟာကိုဖရစ်တာတွေကခံမှန်းလို့ရသွားတယ်။ရသွားတော့ကြတော့သူတို့ကမေးနေတယ်ဒါတွေကိုဘာဖြစ်လို့ဖန်ဆင်းမှာလဲ။ ဝနဟနုနုဆဘီဟူဘီဟမ်ဒီကဝနုကဒီဆူလက်ကျွန်တော်တို့ရှိနေတာပဲဘို့အော်ဖရစ်တာတွေဆိုလဲတဲ့ဘောကျွန်တော်တို့ရှိနေတာပဲကျွန်တော်တို့ဒီအလောရှင်မြတ်ကိုအချိန်တိုင်းအချိန်တိုင်းမှာဆူဘဟာနလ္လာအလ်ဟမ်ဒူလ illah အလ္လာဟ်ရဲ့ချီးမွမ်းခြင်းတွေတာတာခြင်းတွေအဲ့ဒါတွေကျွန်တော်တို့လုပ်ပေးနေတယ်ဝနုကဒီဆူလက်ပြီးတော့အလ္လာဟ်ရဲ့တန်ရှင်းစင်ကြယ်မှုတွေအလ္လာဟ်ရဲ့ထွတ်မြတ်မှုတွေကိုကျွန်တော်တို့အချိန်တိုင်းတာတာနေတယ်မွှတ်ဟနေတယ်ဖွင့်ဟပြောဆိုနေတယ်ကျွန်တော်တို့ရှိနေပြီပဲဘာဖြစ်လို့တို့ကိုထပ်ပြီးတော့ဖန်ဆင်းဖို့လိုမှာလဲဆိုပြီးတော့ ီလိုပုံစံမျိုးနဲ့ဖရစ်စတာတွေကရှောက်ထားတယ်ရှောက်ထားတော့အလောရှိမြတ်ကပြန်ဖြေတယ် all the in the alam ma la ta'lamun မင်းတို့မသိတဲ့အရာတွေကိုငါအရှင်မြတ်ကပို့ပြီးတော့မှသိတော်မူတယ်ဆိုပြီးတော့မှအလောရှိမြတ်ကနေအဲ့ဒီလိုပုံစံမျိုးနဲ့ပြန်ဖြေပေးတယ်ပေါ့အဲ့တော့ဆိုလိုတဲ့သဘောကဘာလဲဆိုတော့ဒီလူသားကိုဖန်ဆင်းပြီးရင်တခြားဖရစ်တာတွေမြင်တာကတော့သွေးချောင်းစီးမယ်အဖြက်လုပ်ငန်းလုပ်မယ်ဘိုကြမယ်အနိုင်ကျင့်မယ်ဒါတွေတော့ပဲမြင်တာ ဒါပေမဲ့အဲ့ဒီရဲ့အပြင်နောက်ထပ်ဘာကောင်းကျိုးတွေရှိနေသေးတယ်ဆိုတာကိုဖရစ်တာတွေမြင်နိုင်စွာမရှိဘူးအဲ့တော့အလောင်ရှင်မြတ်ကအဲ့ဒါကိုပဲရှင်းပြနေတယ်မင်းတို့မသိသေးတဲ့အရာတွေအများကြီးငါရှင်မြတ်ကပို့ပြီးတော့မှသိတော်မူတယ်အဲ့ဒီအတွက်ကြောင့်မလို့ငါဒီတာကိုဖန်ဆင်းပဲဆိုတဲ့သဘောမျိုးအလားကပြန်ပြီးတော့မိတ်လိုက်အော်ပြီးတော့အလောင်ရှင်မြတ်ကနေပြီးတော့မှအာဇတ်အာဒမ်အလိုင်းစလမ်ကိုဖန်ဆင်းတယ်အော်ဖန်ဆင်းတဲ့အချိန်မှာအလောင်းရှင်မြတ်ကမြေကြီးဟာဒီသ်တော်တွေတော့မှတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဆလမ်ကမိန့်တော်မူထားတဲ့မြေရှင်လူးထားတဲ့မြေကြီးပေါ့ ျွန်တော်တို့ရှင်စည်းပုံရှင်စည်းနဲ့လူးထားတဲ့ရေပါတဲ့အဲ့လိုမြေကြီးနဲ့ရေနဲ့မြေကြီးနဲ့ရောတာတယ်ရောတာတော့တကောင်ရှင်စည်းပုံစံမျိုးဖြစ်သွားတယ်အဲ့ဒီရှင်စည်းပုံစံမျိုးဖြစ်သွားတဲ့အဲ့ဒီရှင်စည်းအဲ့ဒီရှင်စည်းတလုံးနဲ့အတော်ရှင်မြတ်ကနေပြီးတော့မှလူသားကိုဖြစ်စေဆိုပြီးတော့မှအဲ့လိုမျိုးမိန်လိုက်တယ်။ kun ဆိုပြီးတော့မှအဲ့လိုမိန်လိုက်တဲ့ချိန်မှာ fire kun လူသားဆိုတာကြီးကအာဒမ်အလေးဆလမ်ဆိုတာကဖြစ်လာခဲ့တော့တယ်။အဲ့တော့ဟိုအဲ့လိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ အလောရှင်မြတ်ကနေပြီးတော့ဝါအလမအာဒမ်အလ်အစမာအကုလဟာအလောရှင်မြတ်ဒီအာဒမ်အလေးဆလမ်ကိုတဲ့လောကမှာရှိရှိသမျှသောတရဝါတွေအရာဝတ္ထုတွေအသုံးဆောင်ပစ္စည်းတွေဒါတွေအားလုံးနဲ့ပတ်သက်တဲ့နာမည်တွေကိုတင်ပေးလိုက်ပရိုဂရမ်ထဲမှာတခါတည်း install လုပ်ပေးလိုက်အာဒမ်အလေးဆလမ်ကိုဖန်ဆင်းလိုက်တယ်ဖန်ဆင်းပြီးတော့လူဆိုတာဖြစ်လာပြီဖြစ်လာပြီးတဲ့အချိန်မှာအလောရှင်မြတ်ကတခါတည်း program တခု install install လုပ်ပေးလိုက်တယ်အဲ့ဒီ install လုပ်ပေးလိုက်တဲ့ program ထဲမှာဘာတွေပါတယ်လဲဆိုလို့ရှိရင်ခုနပြောသလိုအရာရာကိုအကုန်လုံးသိမြင်နိုင်စွမ်းနားလည်နိုင်စွမ်းအကုန်လုံးရှိနေတယ်အဲ့တော့အဲ့ဒီ program ကိုအလောရှိမြတ်ကတခါတည်း install လုပ်ပြီးတော့ထည့်ပေးလိုက် summa aradahum ala al malaikati ပြီးတော့အလောရှိမြတ်ကနေပြီးတော့မှ farishta တွေရှေ့မှာပြောတယ်ငါသူ့ထဲမှာ program ထည့်ပေးလိုက်ပြီး install လုပ်ပေးလိုက်ပြီးအဲ့ထည့်ပေးလိုက်တဲ့ဒီ program ထဲမှာဘာတွေရှိတာလဲမင်းတို့ငါ့ကိုနည်းနည်းတော့ ပြောပြစမ်းပါဆိုပြီးတော့မှအဲ့ဒီလိုမျိုးအလောရှိမြတ်ကနေသူတို့ကို မိတ်တယ်မိတ်တော့ faqala anbiuni bi asma'i haula in kuntum sadiqin မင်းတို့အမှန်တကယ်ပြောနိုင်တယ်လုံနိုင်တယ်လို့မင်းတို့ယူဆတယ်ဆိုလို့ရှိရင်မှန်မှန်ကန်ကန်ပြောနိုင်တယ်လို့ယူဆရင်ငါသူ့ဘာတွေထည့်ပေးလိုက်တာလဲပြောထည့်ပေးထားတဲ့ list တွေမင်းတို့ငါချပေးထားတယ်အဲ့ချပေးထားတဲ့ list တွေထဲမှာဘာတွေရှိတယ်လဲမင်းတို့ငါ့ကိုပြောပြပါဆိုပြီးတော့အလောရှိမြတ်ကဖရစ်စတာတွေကိုမေးတယ်မေးတဲ့အချိန်မှာအော်လူဖရစ်စတာတွေကပြန်ပြီးတော့ဖြေပြတယ်ဆူဘာဟာနက် ပြန်ပြီးတော့မှတောင်းပါနဲ့ဆူဘဟာနလောအိုးဒါကတော့ဆူဘဟာနလောကျွန်တော်တို့တောင်းပါပါတယ်အလောရှင်မြတ်ကြီးကျယ်မြင့်မြတ်တယ်အလောရှင်မြတ်ဒီအရာရာနေအအပြစ်အနာစာတွေအားလုံးကနေကင်းရှင်တော်မူသောအရှင်ဖြစ်တယ်ဒီဆူဘဟာနက်ဆိုတဲ့ဒီစကားလုံးဟာအာရဗ်တွေဟာဘယ်နေရာမှာသုံးလေးရှိကြလဲဆိုရင်ကိုမှားသွားတယ်မှားသွားတယ်ဆိုတဲ့နေရာမှာအမားကိုပြန်ပြင်ဖို့အတွက်ကိုစပြီးတော့စကားပလင်ခံတယ်ဝန်ချတောင်းပါနဲ့ဆိုတဲ့အဲ့လိုလိုနေရာမျိုးမှာအဓိကသုံးတယ်ဆူဘဟာနက် ျွန်တော်တို့အဲ့ဒီလိုပြောတာမဟုတ်ပါဘူးလာအိလ်မလနာအီလာမာ အလမ်တနာကျွန်တော်တို့မှာဘလောက်အတိုင်းတာပဲသိတယ်လဲဆိုရင်အလောရှင်မကျွန်တော်တို့ဘလောက်ကျွန်တော်တို့ဘလောက်သိခွင့်ပေးထားတယ်လဲသိခွင့်ပေးထားသလောက်အတိုင်းတာပဲကျွန်တော်တို့သိတယ်အဲ့ဒါပို့ပြီးတော့ကျွန်တော်တို့မှာအတိမရှိပါဘူးအခုအလောရှင်မကျွန်တော်တို့ရှေ့မှာဒီ list ကြီးတစ်ခုချပြလိုက်တယ်လောကမှာဖြန့်စင်းမဲ့အရာတွေရဲ့ list နံပါတ်တွေအမျိုးအစားအမည်တွေအမျိုးအမည်တွေဒါတွေအားလုံးကိုကျွန်တော်တို့ချပြတယ်ဆိုတဲ့ဟာမှာဒါတွေကျွန်တော်တို့ ဘာမှမတိပါဘူးဆိုပြီးတော့အလောရှင်မြတ်ရှိမှပြန်ပြီးတော့သူတို့ကဝန်ချတောင်းပန်ပြီးပြန်ဝန်ခံတယ်ဝန်ခံပြီးတော့ရှေ့ဆက်ပြောတဲ့အင်နကအန်တလအလီမူလ်ဟာကီမ်ဧကမုတ်ချအတင်အရှင်မြတ်တီတာလီယံအလီမ်အရာရာကိုတည်တော်မူသော အရှင်ဟာကီမ်စင်ကြင်တုံတရားနဲ့ပြီးပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူတယ်အဲ့တော့အလောရှင်မြတ်ဒီလူသားကိုဘာအတွက်ပြန်ဖန်ဖန်ဆင်းมาလဲတခြားဘာရည်ရွယ်ချက်တွေရှိသေးတာလဲဘယ်လောက်ထိဒီလူသားကသုံးလို့ရမှာလဲအဲ့ဒါတွေကျွန်တော်တို့ မသိဘူးအလားတားလင်းပို့ပြီးတော့တိလိမ့်မယ်ပြီးတော့လူသားကိုဖန်ဆင်းတဲ့အဓိကအကြောင်းရင်းတွေကဘာတွေရှိတာလဲဘယ်လိုရည်ရွယ်ချက်တွေနဲ့ဖန်ဆင်းနေတာလဲဒီလူတွေမှာအာဆင်အလောင်ရှင်မြတ်ရဲ့ဟေကမတ်တော်အမျိုးအမြင်တွေဘာတွေရှိတယ်လဲဆိုတာဒါတွေလည်းကျွန်တော်တို့မသိပါဘူးအဲ့တော့အလောင်ရှင်မြတ်တာလင်းတိတယ်အဲ့ဒါကြောင့်အလောင်ရှင်မြတ်ဆာနာရှိတဲ့အတိုင်းသာလောက်ပါဆိုတဲ့ပုံစံမျိုးနဲ့ဖော်ရစ်တာတွေကလည်းအလကိုပြန်ပြီးတော့ရှောက်ထားတယ်ရှောက်ထားတဲ့ချိန်မှာအလောင်ရှင်မြတ်ကလည်းကဲကောင်းပြီဆိုပြီးတော့လူသားကိုအလကဖန်ဆင်းတယ် ဖန်ဆင်းပြီးတော့မှအဲဒီလူသားဦးနာအာဒမ်အလัยဆလမ်ကိုပြောပြလာတဲ့အစီအစဉ်တွေကိုနာမည်တွေအားလုံးအဲဒီအရာတွေအားလုံးကိုအာဒမ်အလัยဆလမ်ကိုပြန်ပြီးတော့ပြောပြလိုက်ဟောလာယာအာဒမ်အဲ့တော့အလောရှိမြတ်ကအာဒမ်အလัยဆလမ်ဘက်ကိုလှည့်ပြီးတော့မိတ်နေအိုအာဒမ်အမ်ဘီဟွမ်ဘီအစမာအီဟင်မေသူတို့ကိုအခုနပြောငါထည့်ပေးလိုက်တဲ့ program ထဲမှာပါတဲ့နာမည်တွေအဲ့ဒီအားတွေသူတို့ရဲ့အမျိုးအမည်တွေအားလုံးကိုမင်းတို့ကိုရှင်းပြလိုက်ဆိုပြီးတော့အဲ့လိုမျိုးအလောရှိမြတ်ကနေခိုင်းနေ ခိုင်းလိုက်တဲ့ချိန်မှာဖာဒမာအမ်ဘာအဟုံဘီအစမာအီဟင်အဲ့တော့အာဒမ်အလိုင်ဆလမ်ကအဲ့ဒီဖရစ်စတာရှေ့မှာရှိနေတဲ့ဖရစ်စတာတွေကိုခုနကပရိုဂရမ်ထဲမှာပါတဲ့အမည်တွေအမျိုးအမည်အမျိုးအမည်တွေအဲ့ဒါတွေအားလုံးကိုအာဒမ်အလိုင်ဆလမ်ကဒီသူတို့ကိုပြောပြလိုက်တယ်ပြောပြလိုက်တော့ all အဲ့တော့ရှင်မြတ်ကနေပြီးတော့ပြန်ပြီးတော့မိတ်နေအလမ်အကုလကွမ်ငါမင်းတို့ကိုမပြောခဲ့ဘူးလားအဲ့တော့ရှင်မြတ်ကဖရစ်စတာတွေကိုမိတ်နေတယ်မင်းတို့ငါမပြောခဲ့ဘူးလားတဲ့အင်ဒီအာလမ်ဂိုင်ဘစမာဝါတီဝလ်အာရ် ငါဒီမိုးမြေမှာရှိနေတော့အကွယ်ကအရာတွေအားလုံးကငါအရှင်မြတ်ကအတိဆုံးတော့အတိဆုံးအတိပို့ပြီးတော့အတိဆုံးအရှင်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီလူသားဘယ်လောက်ထိတုံးလို့ရတယ်လဲဘယ်လောက်ထိတာသွားမလဲဆိုတဲ့ဟာငါအရှင်မြတ်ကသာလျှင်ပူတိတယ်လို့မင်းတို့ငါမပြောခဲ့ဘူးလားတဲ့ဝါအလမ်မူမာတုဘဒူနာဝမာကွန်တုမ်တက်တူမွန်မင်းတို့ဘာတွေကိုထုတ်ဖော်ပြီးမင်းတို့ဘာတွေကိုထိန်ချန်တယ်လဲဒါဘာတွေကိုဖုံးကွယ်တယ်လဲအဲ့ဒါအားလုံးကိုလည်းငါအရှင်မြတ်ကအကျွင်းမဲ့အများဆုံးအားလုံး အလုံးစုံသိမြင်တော်မူသောအရှင်ဖြစ်တော်မူလေတဲ့ဆိုပြီးတော့အလောရှိမြတ်ကနေကိုကိုကိုဟောပြီနော်ဟိုဂုံဖော်ပြီးတော့မှအဲ့လိုလိုမျိုးမိန်တော်မူတယ်။ဒါကိုရေသွေးပြီးတော့မှမိန်တယ်လို့လည်းပြောလို့ရတယ်။ကိုရေသွေးပြီးမိန်ခြင်းဆိုတဲ့ဟာအလောရှိမြတ်ရဲ့ထံတော်ပါမှာကလုတ်ပိုင်ခွင့်ရှိတယ်။အလာကလွဲလို့ခြားဘသူကမှကိုရေသွေးပိုင်ခွင့်မရှိဘူး။အော်အလောရှိမြတ်ဒီဝင်ကြွားတဲ့အနေနဲ့ဒါတွေကိုထုတ်ဖော်ပြီးတော့မှပြောတယ်။အဲ့လိုဝင်ကြွားပိုင်ခွင့်ကအလတ်စီမှာပဲရှိတယ်။အလာကလွဲလို့ဘသူစီမှာမှအဲ့လိုဝင်ကြွားပိုင်ခွင့် မရှိဘူး။ဟာဒီသ်ဆိုတယ်မှာတမန်တော်မြတ်ဆလ္လာလာဟ်အလัยဟိဆလမ်မိတ်ထားတယ်။အာဟာဒီသ်ရေကောဒစီဘော။အဲ့ဒီဟာဒီသ်ရေကောဒစီဆိုတာတမန်တော်မိတ်တာမဟုတ်ဘူး။အလောရှင်မြတ်ကိုတော်တိုင်ကမိတ်တာ။ဘတမန်တော်ကအလောရှင်ကနေပြန်ပြီးတော့ဆင့်ပြန်ရတယ်။ဆိုလိုတဲ့သဘောကဇကားတွေအလုံးက အလဘက်ကလာတဲ့ဇကားတွေဖြစ်တယ်။တမန်တော်ဘက်ကလာတဲ့ဇကားတွေမဟုတ်ဘူး။အဲ့တော့အဲ့ဒီမှာဟာဒီသ်ရေကောဒစီထဲမှာတမန်တော်မြတ်ဆလ္လာလာဟ်အလัยဟိဆလမ်ကရှင်းပြတယ်။ဟောလလာဟူတအာလာအလ္လာဟ်ကမိတ်တော်မူတယ်တဲ့။အလ်ကိဘရီယာဥရီဒါအီမာနာ မာနဆိုတာငါအရှင်မြတ်ရဲ့ဝတ်ယုံတော်ပဲဖြစ်တယ်အဲ့တော့ဘယ်သူဟာငါ့ရဲ့ဝတ်ယုံတော်ကိုလာပြီးတော့လူမလဲအဲ့ဒီလူတဲ့သူကငါအရှင်မြတ်ကပြင်းပြင်းထန်ထန်တန်ခတ်တော်မူမယ်ဆိုပြီးတော့မှအဲ့ဒီလိုပုံစံမျိုးဟာဒီဆိုတဲ့မှာတမန်နဗီဆလ္လာလဟ်အလัยဟိဆလမ်ကမိန်တော်မူထားတယ်အဲ့တော့ဒါကဘာတိရလဲဆိုရင်ဂုံဖော်ခြင်းမောက်မာခြင်းမာနထောင်လွှားခြင်းဒါတွေအားလုံးကအလအတွက်ကတော့ဒါအလအလအတွက်ကတင့်တယ်တယ်အလကလွဲလို့ဘယ်တရဝါမှဘယ်လူသားမ ဂုံဖော်ဂုံမောက်မာခြင်းကိုရည်သွေးခြင်းဂုံဖော်ခြင်းဒါတွေကလုတ်ပိုင်ခွင့်မရှိဘူးဖြစ်တယ်အဲ့တော့အရှိမဆက်ပြီးတော့ပြောတယ်ဝအစ်ကူလနာလီလ်မလာအီကာဒစ်ဂျူဒူလီအာဒမ်ဖာဆာဂျာဒူအီလာအီဘလီစ်အဲ့တော့အလ္လာဟ်ရှင်မြတ်ကလူသားမြေပြင်မှာဆက်ခံမဲ့အယက်ရာဆက်ခံမဲ့ကိုယ်စလဲကိုအလ္လာဟ်ကဖန်ဆင်းလိုက်ပြီဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာဒီဒီလူသားကိုအလ္လာဟ်ရှင်မြတ်ကနေပြီးတော့မှတိတ်တိတင်တော့ အားလုံးရဲ့အရှိမသူပို့ပြီးတော့မြင့်မြတ်ကြအောင်ဆိုတဲ့ဟာကိုချပြမယ်အဲ့ဒီလိုချပြမယ်ဆိုတဲ့အချိန်မှာအလောရှင်မြတ်ကနေအမိန့်တခုထုတ်တယ်။ဘာပြောသလဲလောကနာလ်မလာအီကာဒစ်ဂျူဒူဖရစ်စတာတွေကိုအလာကနေပြီးတော့မှမိန့်တယ်။ဥစ်ဂျူဒူလီအာဒမ်မင်းတို့အားလုံးအာဒမ်အလัยဟ်စလမ်ကိုဥညွကြခါစားကြဆိုပြီးတော့မှတမန်တော်အာဒမ်အလัยဟ်စလမ်ရဲ့အရှိမဖရစ်စတာတွေကိုစဂျီဒာလုပ်ခိုင်းတယ်။စဂျီဒာလုပ်ခိုင်းတဲ့အချိန်မှာဖာဆာဂျာဒူအီလာအီဘလီစ် အဲ့တော့ပထမလည်းပြောပြပြီးပြီဖရစ်စတာဆိုတဲ့အမျိုးအစားဟာအမိတ်ဖီဇန်နိုင်ဆိုတာသူတို့မှမရှိဘူးမရှိဘူးဆိုတဲ့အကြောင်းအလ္လာဟ်ရှင်မြတ်ကမင်းတို့စာဂျဒါလုတ်မင်းတို့ဥချဆန်းဥခိုက်ဆန်းရှစ်ခိုးဆန်းဆိုပြီးတော့အဲ့လိုပြောလိုက်တဲ့ချိန်မှာတခါတည်းသူတို့ဘာမှစောရကမတက်ဖ ೇನೆ ဒဇက်မှအတန်မထွက်ဖ ೇನೆ စာဂျဒါလုတ်လိုက်ကြတယ်ဒါပေမဲ့အုပ်စုမတူတဲ့အီဘလီစ်လို့ခေါ်တဲ့ရှိုင်တန်ပေါ့ ခုနကတော့ကျွန်တော်အုပ်စု၃မျိုးရှင်းပြထားတယ်အဲ့ဒီမှာအယုတ်အလက်အမြတ်ဆိုတဲ့ထဲမှာအယုတ်မျိုးစားပေါ့အယုတ်မျိုးစားဆိုတာဘာလဲဆိုတော့သူတို့ကအလောင်းရှင်မြတ်ကမီးရဲ့ဟောဗျာနော်မီးအညွန့်နဲ့ဖန်ဆင်းထားတယ်မီးအညွန့်နဲ့ဖန်ဆင်းထားတာဖြစ်တဲ့တော့ကျွန်တော်တို့ဒီအမြဲတမ်းအပေါ်ကိုတောက်လေးရှိတယ်တောက်လေးရှိတော့ဒီဖရစ်အီဘလီစ်ကအီဘလီစ်ကဖရစ်တာရဲ့အုပ်စုထဲမှာမပါဘူးဒါပေမဲ့သူကနောက်ထပ်အဖန်ဆင်းကံအုပ်စု၃မျိုးအဲ့ဒီအဖန်ဆင်းကအုပ်စုကခုနပြောသလိုအလောင်းရှင်မြတ်ကမီးမီးတော့မီးညွန့်နဲ့အလာကဖန်ဆင်းတယ်ဖန်ဆင်းတဲ့အပေါ်မှာသူက သူ့ကိုလည်းအလောရှင်မြတ်ကဆာဂျဒါလောက်ခိုင်းတယ်လောက်ခိုင်းတဲ့အချိန်မှာသူကပါလို့တယ်လဲဆိုတော့တမန်တော်အာဒမ်အလัยဆလမ်ကိုသူကဆာဂျဒါမလုပ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူဘာကြောင့်မလုပ်တာလဲ။အဘာဝစတက်ဘာရဝကာနာမီနယ်ကာဖီရင်အလောရှင်မြတ်ကဆက်ပြီးတော့မိတ်နေ။အဘာသူကဆာဂျဒါမလုပ်ဘူးဆိုပြီးတော့ညင်းနေ။ဝစတက်ဘာရပြီးတော့သူကမောက်မာတယ်။မောက်မာတယ်ဘယ်လိုပုံစံမောက်မာတာလဲမောက်မာတာတခြားအာရတော်တွေထဲမှာအလောရှင်မြတ်ကမိတ်တော်မူထားတယ်ဒီအီဘလစ်ကအလောရှင်မြတ်အရှိမဘယ်လိုပြန်ပြီးတော့မှအပြေပေးတယ်လဲဆိုတော့ သူကောသူ့ကိုအလဖန်ဆင်းထားတာမြေကြီးနဲ့မြေကြီးဆိုတာအောက်မှာရှိတဲ့အရာကျွန်တော်ကိုအလဖန်ဆင်းထားတာမီးတောက်နဲ့မီးညွန့်နဲ့မီးတောက်မီးညွန့်ဆိုတာကအပေါ်ကိုတက်တဲ့အရာအဲ့တော့ကျွန်တော်ကအပေါ်ကိုတက်တဲ့အရာမီးဆိုတာကမြေထက်ကိုပို့ပြီးတော့မှမြင့်မြတ်တယ်မြင့်မြတ်တယ်ဆိုတော့ကျွန်တော်ထက်နှိမ့်တဲ့သူကိုကျွန်တော်ကဘာဖြစ်လို့ဆန်ချီတာလောက်ရမှာလဲဘာဖြစ်လို့ရှစ်ခိုးဥချရမှာလဲဆိုပြီးတော့အဲ့လိုလိုပုံစံမျိုးနဲ့အလအရှိမှပြန်ပြီးတော့စောရကတက်တယ် တော့စောရကတက်တဲ့အချိန်မှာဝကန်နာမီနယ်ကာဖီရင်သူကဘာအုပ်စုတဲ့ဝင်သွားတယ်လဲဆိုတော့အလကိုစောရကတက်တယ်အလရဲ့အမိန်ကိုလှုပ်ဆိုလှုပ်လိုက်ရမယ့်ကိစ္စအဲ့လိုမလုပ်ဘူးဆိုတော့သူကဘာဖြစ်သွားလဲအလကိုညှင်းဆန်သူဖြစ်သွားတယ်အဲ့တော့ဒါတွေကကာဖီတွေထဲမှာအလကိုညှင်းဆန်သူတွေထဲမှာပထမအဦးဆုံးညှင်းဆန်ခဲ့တာကအရှိုင်တန်ကပဲပထမအဦးဆုံးအီဘလစ်ကနေပြီးအရင်ဆုံးညှင်းဆန်ခဲ့တာဖြစ်တယ်အဲ့တော့အီဘလစ်ဆိုတာကဒါရှိုင်တန်ရဲ့နာမည်ပေါ့ရှိုင်တန်ဆိုတာကကြတော့ အခရိယန်ရဲ့ကျမ်းတွေထဲမှာဆိုရင်စေတန်လို့လည်းခေါ်တယ်အဗုဒ္ဓဘာသာဝင်တွေလည်းခေါ်တဲ့ထဲမှာလည်းမာရဏဆိုပြီးတော့ခေါ်တယ်အဲ့ဒီမာရဏဆိုတဲ့ဟာကဒိုက်ရှိုင်တန်ကိုပဲဆိုလိုတာဖြစ်တယ်အော်ဒါအီဘလစ်ကအဲ့ဒီလိုပုံစံမျိုးနဲ့အလတ်ရဲ့အမိန်ကိုဖီဆန်တယ်ဖီဆန်တဲ့တကြောင်သူဒီပထမဦးဆုံးညင်းဆန်သူတယောက်ဖြစ်သွားပြီးအလတ်ကို ပုံကန်တဲ့အလတ်ကိုညင်းဆန်တဲ့အလတ်ရဲ့အမိန်တွေကိုမနာခံကိုဘယ်လိုအခြေအနေမှာပဲရှိရှိ အလာကဖန်ဆင်းထားတဲ့အရာရာအားလုံးကိုအလာကလုံနိုင်စွမ်းချီးမြှင့်ထားတယ်။အဲ့လိုချီးမြှင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အလတ်ရဲ့အမိန့်ကိုသူ့မှာပြည်ဆံပိုင်ခွင့်မရှိဘူး။အဲ့တော့ကိုယ်ကိုယ်မှာရှိနေတဲ့အစွမ်းအစနည်းနည်းလေးကိုသူကဒီဟာရဲ့အားကိုးလေးနဲ့ငါဒီအများကြီးသိတယ်ငါအများကြီးလုံနိုင်တယ်ဆိုတဲ့ဒီလိုပုံစံမျိုးနဲ့အလတ်ကိုပုံကန်တယ်။ပုံကန်တာဟာအလောက်ရှင်မြတ်ထံတော်ဘာမှဒါလုံးဝပေါင်းမဝင်မှုဒါအလတ်လုံးဝခွင့်မလို့ ။ဘာဖြစ်လို့ဆိုတော့သူ့မှာရှိနေတဲ့အစွမ်းအစဆိုတာလေအလာကပဲထည့်ပေးထားလို့ဒါဒီအစွမ်းအစဆိုတာတွေကရှိနေတာဖြစ်တယ်။ဒါကိုယ့်ဘာသာကိုကျင့်ကြံပြီးတော့ဖြစ်လာခဲ့တဲ့အရာတွေမဟုတ်ဘူး။အဲ့တော့ဒါကအလောင်းရှင်မြတ်ကလူသားတွေကိုစပြီးတော့ဖန်ဆင်းတဲ့အချိန်မှာဘယ်လိုပုံစံမျိုးဖြစ်ခဲ့တယ်လဲ။ဘာတွေပြောခဲ့တယ်လဲ။ပြီးတော့လူသားကိုတိတ်တိတင်တဲ့အချိန်မှာအာဒမ်အလေးစလမ်ကိုတိတ်တိတင်တယ်။သူ့ကိုမြင့်မြတ်ကြောင်း အားလုံးရဲ့အရှိမသရဝအဖန်စင်းကနေအားလုံးရဲ့အရှိမသူကပုံမြင့်မြတ်ကြောင်းဆိုတဲ့ဟာကိုအလာကနေပြီးတော့မှအားလုံးအရှိမအတိပေးတယ်အဲ့ဒီလိုကြီးညာပေးလိုက်တဲ့အကြောင်းတွေကိုပဲဒီနေရာမှာရှင်းပြပေးလိုက်တယ်ရှင်းပြပေးပြီးတော့ရှိုင်တန်ကအဲ့ဒါကိုလက်မခံဘူးအင်ဂလိပ်ကလက်မခံဘူးဆိုတော့လက်မခံတဲ့သူကိုအလောရှိမြတ်ကအရှိမဘယ်လိုလက်မခံတဲ့သူအတွက်ကြောင့်သူ့ကိုဘယ်လိုပုံစံမျိုးနဲ့ပြစ်ဒဏ်တွေပေးတယ်လဲဆိုတာတွေကိုဆက်ပြီးတော့ရှင်းပြပေးနေတယ်